ငလင်ဘေးကူညီလာသည့်တရုတ်ချက်ချီနီအသိဉာဏ်နန်းကိုစစ်ကောင်စီတပ်ပစ်ခတ်တိုက်ခိုက်ငလင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်တရုတ်နိုင်ငံချက်ချီနီအသိဉာဏ်တန်းအားစစ်ကောင်စီတပ်မှပစ်ခတ်ခဲ့ကြောင်းတအောင်မျိုးသားလူမျိုးရေးတမတော် TNLA ကသတင်းထုတ်ပြန်သည်ယနေ့ဧပြီ16ရက်ညနေ9:00ခွဲချိန်တွင် တရုတ်နိုင်ငံချက်ချီနီအတင်းမှာမြန်မာငလင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်ရင်နန်းကိုစီးသည့်မန္တလေးမြို့သို့ခီးဆက်ရာတွင် နောင်ချုံမြို့နယ်အုံမတီကျေးရွာတွင်စစ်ကောင်စီတပ်ကပစ်ခတ်ခြင်းဟုထုတ်ပြန်ထားသည့်အဆိုပါရင်နန်းသည်မန္တလေးမြို့သို့ခီးဆက်သွားမည်အကြောင်းကိုလည်းစစ်ကောင်စီထံတရင်ပေးပို့ခဲ့ပြီးဖြစ်တော်လဲယခုကဲ့သို့လန်ခီးတွင်ပစ်ခတ်ခံခဲ့ရပြီးနောင်ချုံမြို့သို့ကီးလဲခဲ့ရသည်ဟု TNA ကထုတ်ပြန်အတည်ပြုထားသည် ရင်တန်းအားကာကွယ်စောင့်ရှောက်ပေးထားပြီးမြင်းတို့လိုရခီးကိုဆက်လက်ပို့ဆောင်သွားမည်ဟု DNA ကထုတ်ပြန်ထားပြီး AANDAA DNA ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ကငလင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများအ мян ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ပဲတလားတာတစ်ဖက်သက်အပြည့်ရဲ့ကြောင်းယနေ့ဧပြီလ၁ရက်ညနေ၌ထုတ်ပြန်ထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့်ငလင်နောက်ဆက်တွဲအခြေအနေများကိုအလေးအနက်ထားစောင့်ကြည့်လေ့လာပြီးနောက်ငလင်တန်တိမြို့များတွင်အရေးပေါ်ကူညီကယ်ဆယ်ရေးရှာဖွေရေးလုပ်ငန်းများလှုပ်ဆောင်လျက်ရှိနေကြသောပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေးစေတနာဝန်ထမ်းများစိတ်လက်ကြည်သာစွာလုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်တန်သည့်ပြည်သူများအတွက်အရေးတကြီးနှင့်အရေးပေါ်ချက်ချင်းလိုအပ်လျက်ရှိသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကိုအမြန်ဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အထူးလိုလားသည်ဟု ထုတ်ပြန်သည့်ငလျင်တန်သည့်လူလူညီကယ်ဆယ်ရေးအတွက်ယာယီအပြည့်ရမည်ဟု UNG နှင့်တော်လန်ရေးတပ်များကကြေညာချက်ထုတ်ပြန်၍ကမ်းလှမ်းထားတော်လဲစစ်ကောင်စီဘက်ကလက်မခံဘဲလုံခြုံရေးအကြောင်းပြထားကဆက်လက်တိုက်ခိုက်မည်ဟုယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ထားသည်